တနင်္ဂနွေတာသမီများအတွက်ဟောဒနာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့တနင်္ဂနွေတာသမီများအနေနဲ့ဒီ၃လပိုင်းမှာ ကောင်းခြင်းဆိုးခြင်းပေါ့နော်။ဒီကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဒီလမှာဒွန်တွဲနေတဲ့လလို့ပြောလို့ရပါတယ်။ဒီလမှာကောင်းတာရောဆိုးတာရောတပြိုင်တည်းတရှိနေပြီးရောတပြိုင်တည်းဖြစ်ပြနေတာကိုလည်းတွေ့ရပါတယ်။ဒီကာလမှာလောကမြအစီအမင်းပဲဟိုဘာပဲလို့ဘာပဲတိုင်တိုင်โอเคတယ်။တို့တော့လက်လာပါ မွေးကြေးပေါ့နော်အဲ့ဒါကအကြီးအကျယ်ကြီးတိုးတက်လာမျိုးမရှိဘူးလုံနေရတော့လုံနေရမယ်အများကြီးလုံနေရမယ်ဟိုဟိုအားရရတိုင်းကိုလုံနေရမည်လားမှာတော့ဒါပေမဲ့လက်လာပါးတွေအကြီးအကျယ်ကြီးတိုးတက်လာမျိုးလက်မပွင့်တာမျိုးဒီလားမှာကြုံရတတ်တယ်ဒီလားမှာဖီအားအရန်များမယ်စိတ်ရှုပ်စရာတွေလည်းအရန်များမယ်စိတ်ရှုပ်စရာဆိုတဲ့နေရာမှာလည်းမိမိကြောင့်လည်းစိတ်ရှုပ်ရသလိုမျိုးမိမိအကျိုးစီးပွားတွေမိမိရဲ့ family တွေမိမိရဲ့မိသားစုတွေမိမိရဲ့ညီကိုမောင်နှမတွေမိမိရဲ့လုံး ကိုင်မှာရှိနေကြတဲ့သူတွေကြောင့်လည်းစိတ်ချောက်ရတတ်တဲ့နှစ်လဲလလဲပြောလို့ရတယ်ပေါ့နော်ဒီလမှာလဲစိတ်တဲ့အယံကြလဲတယ်အယံတက်လဲတဲ့နှစ်လဲပြောလို့ရတယ်ဟိုနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီလမှာဟိုမိမိမှာဒီစီးပွားရေးပြိုင်ဘက်တွေရောနောက်ရန်သူတွေရောဒီလမှာဟိုသူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကပုံပြီးတော့များလာမယ်အဲ့လိုများလာရင်လဲစိတ်ဝင်စားစရာမလိုဟိုစောက်ကူဆိုင်စရာမလို ါ့နော်ပြောချင်တာကတော့ကိုယ့်အလုပ်ဆရာအရှာကို AC ပြည့်ပြည့်သာလောက်တာအကောင်းဆုံးပဲဒါပေမဲ့ဟိုအဓိကလာပါလေဒီလမှာကြိုက်တဲ့ရန်သူတွေများပလေစေကြိုက်တဲ့အတိုက်ခိုက်တွေများပလေစေအဓိကအဓိကပြန်လာတော့ပါလေဆိုတော့မိမိစိတ်ကိုမိမိထိန်းနိုင်ဖို့ပဲထိန်းချောင်းနိုင်ဖို့ပဲဒါလာဒီအဓိကအရေးကြီးဆုံးတော့ပြောလို့ရပါတယ်သူတစ်ပါးပြဿနာတွေသူတစ်ပါးကိစ္စတွေသူတစ်ပါးရဲ့အရေးကြီးရာပြဿနာတွေကိုလုံးဝလုံးဝဝင်ပါပါနဲ့ဝင်မရှုပ်ပါနဲ့ ို့ကြေတနာနဲ့ကိုယ့်ကိုယ်တော်မှတိုင်ပတ်နေတဲ့အချိန်ကြီးမှာသူပြဿနာကိုလက်လက်ဝယ်ရှိုးတာမျိုးဟိုကုညီပေးတာမျိုးလုံးဝလုံးဝဒီလမ်းမှာမလုပ်ပါနဲ့တနေ့ဦးနေသားသမီးတွေဆိုပိုဆိုးပါတယ်လုံးဝလုံးဝမလုပ်ပါနဲ့ဒီလမ်းမှာလုပ်ပြီးဆိုတာနဲ့ဒီလမ်းမှာငါးပါးမှပြန်မလိုက်တော့နော်ငါးပါးတော့မဟုတ်ဘူးတန်ငါးစီကြီးမှာကြိုကြမယ်ဆိုရဲအဖြစ်ပြန်ညို့ဒီလမ်းမှာကြိုရတတ်ဖို့ရှိပါတယ်အဲ့တော့ဒီလမ်းမှာကိုပြက်နာတွေမကဘူးပြက်နာတွေကိုလိုက်ပြီးတော့မကူညီပါနဲ့မလုပ်ပါနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တယ် နောက်ခုကြတော့မာလဲဆိုတော့ဒီလမှာဗောနော်ဒီမိမိတို့စောင်ရွက်တဲ့ကိစ္စတွေမိမိလုပ်ချင်တဲ့အရာတွေမမြအောင်ကိုဒီလမှာလုပ်ရရှိရကိုလုပ်ဒါပေမဲ့အကြီးကျယ်တော့တုတ်တက်မှာမဟုတ်ဘူးအကြီးကျယ်တော့ပြောင်းလဲမှာမဟုတ်ဘူးဒါပေမဲ့လုံနေလုံနေနေပဲမိမိတို့ကကောင်းကျိုးတွေတော့ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ဘာပဲဖြစ်ဒီလဒီအလုံးမင်းပင်မတ်မယ်အလုံးမင်းစိတ်ရှုပ်စရာတွေကောင်းတယ်လားလို့ပြောလို့ရတယ်နောက်အခြေရေးအိမ်တော်ရင်းနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီလမှာအခြေရေးအိမ်တော်ရင်းကတော့ပုံမှန်လားတွေအတိုင်းပဲ ဒီပါနော်ဒီပုံမှန်လားတွေကကောင်းနေရယ်ဆိုဒီလမ်းမှာကောင်းကောင်းသွားဖို့ပဲရှိတယ်ပုံမှန်လားတွေမှာစိုးနေရယ်ဆိုတော့ဒီလမ်းမှာကိုစိုးသွားဖို့ပဲရှိပဲအဲကောင်းတဲ့လက်စိုးတဲ့လက်ဖြစ်နေရယ်ဆိုတော့ဒီလမ်းမှာကောင်းတာရောစိုးတာရောပိုစိုးတာတက်ပါတယ်မိမိကအချိန်နဲ့ပတ်သက်ပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်မိမိကအရန်စိုးရိမ်နေတဲ့ပြဿနာတွေစိုးရိမ်နေတဲ့အရာတွေဒီလမ်းမှာဖြစ်လာတတ်တယ်သမဟုတ်ရင်ပြီလာတတ်တယ်အဲ့တော့ဘာတွေဘလို့စရှင်းမလဲဆိုတော့နဲ့ပတ်သက်ပြီးတော့ဒီလမ်းမှာအကောင်းဆုံးကတော့နှုတ်ဤပိတ်ပါနော် ဒီနှုတ်ပိတ်နေတာကလက်မှာအသိတော်ဆုံးပဲလို့ပြောကျွန်တော် အနေနဲ့ပြောချင်တယ်အချင်းနဲ့အချေရောအိမ်ဆောင်ရောပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမကြီးကတော့အဓိကတော့ဒီအလုံးမင်းတွေးရတယ်အလုံးမင်းစိတ်ပင်ပန်းနေကြောင်မလို့ဒီအုံနောက်ပိုင်းဆိုင်ရာတွေနောက်မျက်လုံးတွေအာရုံကြောတွေအဲ့ရတယ်နဲ့ပတ်သက်ပြီးတော့ဒီဟိုအားနေတာမျိုးတွေကြုံရတတ်ဖို့ရှိပါတယ်နောက်ပြီးတော့ဒီထိခိုက်ရှာနာတွေပေါ့ထိခိုက်ရှာနာတွေဆိုတာချော်ရဲတာလို့ဒီလိုမျိုးပေါ့နော်ထိခိုက်ရှာနာလေးတွေလည်းဒီလမှာ ကြုံတွေ့ရတဲ့တယ်ပေါ့နော်အဲ့တော့ဒီလားစာတော့ပေါ့နော်ဒီကံကောင်းစေတဲ့ယန္တနာကိုရတဲ့ဟိုကံကောင်းစေတဲ့ရရာတခုပို့ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးပေါ့နော်မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုကျွန်တော်တို့ဒီအုံးမြန်ပေါင်းပေါ့နော်အုံးမြန်ပေါင်းပုပ်ကူလေးကိုပဲပြုတ်ပြီးပဲနေပေါ့နော်ကတ်ပြီးပါခဲအုံးမြန်ပေါင်းကတ်လို့မရဘူးဆိုရင်ကျွန်တော်တို့ဒီ ဘာလဲခေါ်လဲကောင်းမြင်ပေါင်းရှိရပါနော်ကောင်းမြင်ပေါင်းမှာအုံအုံပတ်များများဖြိုးပြီးတော့ကပ်ပေးပါဒီလုပ်ပေးပါပါနော်ဒီနောက်ပြီးတဲ့ခါကျတော့ဒီကိုယ့်ရဲ့ဒီငွေနေတွေဒါမှမဟုတ်ကိုယ်စိတ်ပါတဲ့အချိန်တွေမှာစုတီတာတွေကျွေးပေးပါကြိုက်တာကျွေးလို့ရတယ်ကဲလားမရှိဘူးအကောင်းဆုံးတော့အေးတိုင်တော့ကောင်းဆုံးပဲဗျာအဲ့တော့အေးတွေအေးတိုက်တာမျိုးအေးဝေပေးတာမျိုးဒီအေးတွေလှူပေးတာမျိုးရေတက်ရေတက်အေးတွေလှူပေးတာမျိုးချွေအေးတွေလှူပေးတာမျိုးဒါမျိုးတွေလုပ်ပေးပါအဲ့ဒါဆိုရင်တော့မိမိရဲ့အဆိုးအညံ့နေ တတ်တာရောက်ကင်းသွားပါလိမ့်မယ်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေချောမွေ့ကြပါစေ၃လပိုင်းကလတ်တာမှာအားလုံးပဲရလဒ်ကောင်းလေးရရှိကြပါ